ယူကီယာတယောက်မနေ့ကဖြစ်ပျက်ခဲ့ရတွေကိုပြန်တွေ့ရင်အိမ်မပြောင်းနိုင်ဖြစ်နေခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ခွန်ရဲ့အစောကြီးလာနိုးရကြောင်းအချီကိုလည်းနိုးလာခဲ့ပြီးစကားများနေရဲ့ခွန်ကိုပိတ်ကံပစ်လိုက်ပါတယ်။ခွန်ကတော့ယူဆူဟာသူ့နှရွက်မှာပန်းပွင့်ကိုကော်နဲ့ကတ်ခဲ့တာကြောင့်ပြန်ဖြုတ်မရတော့ဘူးလို့ပြောနေခဲ့ပါတယ်။အချီကိုကတော့ကြောင်းတက်ချိန်နောက်ကျနေရကြောင်းမနက်စာစားဖို့တာပြေးထွက်သွားပါတော့ရဲ့။ခွန်ကတော့သူဟာရဲဘော်တယောက်ဒါမှမဟုတ်ဒန်းသူမဟုတ်လို့လာလို့တွေးရင်ဝမ်းနေပြီးကြံနေခဲ့ရပါတယ်။အဲနောက်မှာတော့အချီကိုကလည်းကြောင်းသွားဖို့အတွက်ယူကီယာကိုလှမ်းခေါ်နေခဲ့ပေမဲ့ယူကီယာကထွက်မလာတာကြောင့်တခုခုဖြစ်နေရလာလို့မေးလိုက်ပါတယ်။ယူကီယာကတော့မနေ့ကကိစ္စကြောင့်ပင်မနေရလို့ဒါပြန်ပြောပြီးထွက်လာခဲ့ပါတယ်။ခွန်ကတော့တယောက်ချင်းအိ အိမ်ကထွက်လာပြီးတယောက်တည်းနေရတာစိတ်ချမ်းသာတယ်လို့ပြောနေတော့မှပဲအချီကိုရဲ့အတန်းပေါ်ကောင်းမလေးနှစ်ယောက်ကိုတွေ့တရရပါရဲ့ကျွန်တော်နဲ့ခွန်လဲမင်းကလေးတွေကချက်ဖို့ကောင်းတဲ့အကောင်လေးတွေတွေ့ရင်မချီပဲမနေနိုင်ဘူးလို့ပြောကသူ့ကိုကြောင်းကိုခေါ်သွားပြီးပြလိုက်ပါရဲ့ ကွန်ဂိုတတိမထားမိတဲ့အီချီကိုရဲ့အတန်းပေါ်ဗီယိုကူအနီတာကတော့ကွန်ဂိုတနေမိသွားပြီးရုံမကောင်းတဲ့အကောင်လို့ပြောတာခြေထောက်နဲ့တနေလိုက်ပါပဲ။ခွန်နဲ့အခြေအနေမကောင်းတာကြောင့်ထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ခွန်ရဲ့အီတာက100မီတာကို12စက္ကန့်အတွင်းပြေးနိုင်တာကြောင့်ငါလက်ကမလွတ်ဘူးပြောရင်ခွန်ရဲ့အနောက်ကနေပြေးလိုက်သွားပါတော့။တစ်ဖက်မှာလည်းအိုဝီဟီမက်တယောက်ယူကီယာကိုလှမ်းတွေ့လိုက်ရတာကြောင့်ကျောင်းကိုအတူတူသွားဖို့ပြောနေခဲ့ပါရဲ့။ဒီလိုနဲ့ကျောင်းအတူလာကြရင်အိုဝီဟီမက်ကအားလည်းရနီလာတာကြောင့်အတားကိုစဉ်စားရင်အိပ်မပျော်ဘူးလို့ပြလိုက်ပြီးယူကီယာကိုလည်းအားလည်းရမှာဘာလို့စရာရှိလို့မေးလိုက်ပါရဲ့။ယူကီယာကတော့မှမရှိဘူးလို့ပြန်ပြောတာကြောင့်အိုဝီဟီ ီးမဲ့လဲဩဂတ်စ်လမှာကျင်းပတဲ့မြန်မာဖောက်ပွဲတော်ကိုတက်ဆိုကီတိုနဲ့အတူသွားမလားလို့ချက်မိလိုက်ပါရဲ့ ယူကီယာလည်းအဲ့ဒါဟာပွဲတော်တစ်ခုပဲမှလာလို့ပြန်ပြောပြီးအီချီကိုဟာကျင်နေကျင်နာတယ်လို့ပြောဖို့လဲကောင်းတဲ့မိသားစုတွေရှိတာကြောင့်ပေါ့ပေါ့ပါပုံနေတဲ့နယ်လို့ဆိုပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အိုရီဟီမဲလည်းအီချီကိုတယောက်အမြဲလို့မျက်နှာစုပ်ပုံနေတာဟာယူကီယာခရူးမဆိုင်လို့လားဆိုပြီးယူကီယာကိုပြဿနာရှာနေခဲ့ပါတယ်အဲ့နောက်မှာတော့အိုရီဟီမဲလည်းအီချီကိုရဲ့မျက်နှာဟာစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောလိုက်ပြီးမိဘန်ဖောက်ပွဲကိုလိုက်ခဲ့ဖို့ကိုလည်းယူကီယာကိုချက်ပြောလိုက်ပါတယ်ကျောင်းတော်တဲ့အခါမှာတော့ခုံနဲ့အိုရီဟီမဲရဲ့ရှင်ဘက်ကိုစိုက်ကြည့်နေရင်နောက်ဆုံးတော့သူ့ရဲ့နတ်ဖယားမကိုတွေ့ပြီးလို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့အိုရီဟီမဲရဲ့ရှေ့မှာဒုက္ခရောက်နေတဲ့ပုံဟန်ဆောင်လိုက်ပြီးအို ဟီမဲဟာသူ့ရဲ့ပြူထွက်နေတဲ့နတ်ဖယားမဂျိုင်ဝမ်ကျဲကိုပွေ့ချိမယ်လို့တွေးလိုက်ပြီးပြစ်မှတ်ကတေချာပေါအိုဟီမဲပဲလို့ပြလိုက်ပါပဲ။ဒါပေမဲ့စိုက်ကူးနဲ့လက်တွေတလွဲစီဖြစ်နေပြီးအိုဟီမဲရဲ့ဘေ့စ်ဘောရိုက်ချက်ကိုပဲတဝါကြီးခံစားလိုက်ရပါတယ်။တစ်ဖက်မှာလည်းအီချီကိုကိုသူ့အတန်းမော်ခိုင်ကိုကအိုဟီမဲကိုကြည့်နေတာမှလာလို့စနိုင်ခဲ့ရကြောင်းအီချီကိုလည်းစကားများနေခဲ့ကြပါပဲ။မီဆိုအီဝကလည်းအီချီတာတယောက်ဒီနေ့ထိပါလို့မလာသေးရလဲဆိုပြီးလှမ်းပြောလိုက်ပြီးမနေ့ကတော့ပန်းချက်နဲ့မှတွေးလိုက်ပေမဲ့အတန်းကလည်းထူးဆန်းနေရလို့ဆိုပါတယ်။ဒီလိုနဲ့အီချီတာတယောက်ကြောင်းရောက်လာတဲ့အချိန်မှာတော့ဆီယာမတ်ကအီချီတာရဲ့တန်ရာတွေကိုမေးနေတာကြောင့်အီချီတာ လည်းလှေကားဘုတ်ကချော်ကြခဲ့ရလို့ပြောပြီးကြောင်းကန်းတဲ့ကိုအထာကြကြပဲဝင်လာခဲ့ပါတယ်။နိလဇာစားမဲအချိန်မှာတော့အီချီကိုကပဲအီရှိတာကိုအရင်သွားခေါ်လိုက်ပြီးခေအီကိုကတော့အပတိကောင်ကဘာပဲပြောဖို့ကောင်းနေလို့လည်းပြောနေခဲ့ပါတယ်။တပည့်မမထိုင်ပြီးအတွေးများနေရဲ့ဘူကီယာကိုလည်းအတန်းမော်တွေကနိလဇာစားဖို့လာခေါ်နေခဲ့ကြပါတယ်။တစ်ဖက်ကဥရဟာရာတို့စီကိုလည်းယူရှိဆိုတဲ့ကြောင်လေးတစ်ကောင်ကရောက်လာခဲ့ပြီးတော့အဲကြောင်ဟာဥရဟာရာရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တယ်လို့လည်းထက်စာကြီးကပြောပြနေခဲ့ပါတယ်။ သူတို့နဲ့အီချီကိုတို့နေတဲ့စားစားတဲ့နေရာကိုချက်ကရောက်လာတဲ့အချိန်မှာတော့အီချီကိုနဲ့အီရှိဒါတို့ဟာတယောက်နဲ့တယောက်ဘူကလန်တွေပြောနေခဲ့ကြပါတယ်။တစ်ဖက်ကအိုဝီဟီမာရုအဖွဲ့မှလည်းနေတဲ့စားအတူစားနေရင်မဟာနာကအီချီကိုကိုကြိုက်ရတာမှလားလို့ဝီကီယာကိုမေးလိုက်ပါတယ်။ဝီကီယာကတော့အီချီကိုနဲ့သူမဟာတငယ်ချင်းပဲလို့ပြန်ပြောလိုက်တာကြောင့်အိုဝီဟီမာတို့လည်းအီချီကိုအကြောင်းပဲဆက်ပြောနေခဲ့ကြပါတော့။ခွန်ကတော့သူမရှိတဲ့တေးစင်လောက်တဲ့လက်နက်ကိုအသုံးပြုပြီးအီချီကိုလစားချစ်ပြမဲ့လို့ချိန်ဝါနေခဲ့ပါတယ်။အဲ့ဒီမှာပဲယူဗီချီတို့ခေါ်တဲ့ကြောင်နဲ့တွေ့ပြီးတော့သူကချင်းတိဖြစ်တာကြောင့်ကြောင်တွေကသူ့ကိုနိုင်မှာမဟုတ်ဘူးလို့ပြောပြီးပြဿနာရှာနေခဲ့ပါတယ်။ င်းကျောင်းစင်းချိန်ရောက်လာတဲ့အခါမှာတော့ယူကီယာကအီချီကိုကိုလမ်းခေါ်လိုက်ပြီးအစင်ပြေလာလို့မေးလိုက်ပါရဲ့အီချီကိုကသူအစင်ပြေလို့သာပြောပြလိုက်တာကြောင့်ယူကီယာကမနေ့ကလို့မန်နုစ်ဂရန်ပြန်ပို့လာရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါရဲ့အဲ့အချိန်မှာပဲခွန်တယောက်အီချီကိုတို့စီရောက်လာပြီးအင်ကနေထွက်ပြေးခဲ့ပြီးလို့တောင်းမန်လိုက်ကသူ့ရဲ့နေရာကအီချီကိုရဲ့ဘေးမှာပဲလို့ဆိုပါရဲ့အီချီကိုလည်းခုန်ကုန်ကြည့်လိုက်တဲ့အခါဒဏ်ရာတွေများနေခဲ့ရကြောင်းဒဏ်ရာတွေကိုပြန်ချုပ်ပေးဖို့အတွက်အီချီတာစီခေါ်သွားခဲ့ပါရဲ့ အီရှီဒါကတော့ခွန်ကိုကြည့်ပြီးမကူညီပေးနိုင်ဘူးလို့ပြန်ပြောတာကြောင့်အီရှီကိုကအတောင်မချီတက်လို့မလားဆိုပြီးတော့စိတ်ဆွပေးနေလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အီရှီဒါလည်းဆရာကြီးတွေဘလို့အလုပ်လုပ်လဲဆိုတာကိုပြသပေးမယ်လို့ပြောလိုက်ပြီးတော့ခွန်ကိုမင်းသမီးပုံစံလုပ်ပေးလိုက်ပါတော့။အဲနောက်မှာတော့အီရှီဒါဟာသူ့မှာအရေးသွေးကောင်းတဲ့အများကြီးရှိရကြောင်းအချိန်မရွေးလာခဲ့လို့ရတဲ့ပြောနေတာကြောင့်ခွန်ကပိတ်ကန်ပေးလိုက်ပါတော့။တစ်ဖက်မှာတော့ယူချီကဥဟာဟာရာတို့ဟန်ဆောင်ယူတာတွေကိုရှက်လိုက်ဖို့နဲ့သူတို့ရှိနေတာကိုလည်းသိနေတယ်မလားလို့ပြောနေခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့အီချီကိုလည်းယူကီယာအတွက်ညစာယူလာပေးခဲ့ပေမဲ့ယူကီယာကတော့အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာကိုချားခဲ့ပြီးအီရှီကိုတို့အိမ်ကနေထွက်ခွာလို့သွားခဲ့ပါပြီ။ယူကီယာအိမ်ကထွက်လာတာကိုတင်မင်းတမန်အဖွဲ့စည်းကလည်းစောင့်ကြည့်လို့နေခဲ့ပါရဲ့။ယူကီယာကတော့ထွက်ပြေးနေရင်းနဲ့ပဲအီရှီကိုတို့အိုဟီမက်တို့ရဲ့အတန်းမော်အဖြစ်ဖြတ်တန်းခဲ့ရတွေကိုတွေးနေမိခဲ့ပါရဲ့။ဒီလောကမှာလည်းနေတင်းလောက်နေပြီးမလို့တင်မင်းတမန်တယောက်တည်းဒါပေမဲ့လို့အပ်ပါဘူးလို့ပြောနေတုန်းကပဲလူတစ်ယောက်ထွက်လာပြီးမင်းကဒီလောကမှာအကြာကြီးနေခဲ့တာကြောင့်မင်းအသက်ကိုဆွဲဆန်းတက်မှာပါလို့ဆိုပါရဲ့။ယူကီယာကတော့အဲ့လူကိုတေချာကြည့်ကမင်းကရန်ချီအဘာရာယီလို့ပြောနေတုန်းကပဲရန်ချီကဓာတ်နဲ့ပြေခုတ်လိုက်ပါတော့ရဲ့။ယူကီယာရဲ့နောက်ကွယ်မှာရန်ပြူဖို့စောင့်ရတဲ့ဝိညာဉ်လောက ရှိနေပြီးတော့ယူကီယာကအသွေးလွတ်နေတာကြောင့်ရန်ချီနာမည်ခေါ်နေရင်းတောင်မှဒီမထားမိဘူးပဲလို့ပြောပြနေခဲ့ပါတယ်။ဒါကြောင့်ဂီဂါအီမာနေခွင့်ပေးတာဟာတနစ်လားတလားလားမင်းစွမ်းအားတွေယူထားတဲ့သူကရောအခုမှမလဲလို့ယူကီယာကိုမိလိုက်ပါတယ်။ယူကီယာကတော့ညင်းနေခဲ့ပြီးဂီဂါအီမာနေနေတာလောက်နေတော့ငါအစွမ်းနေဆုံးရှုံးမှာမဟုတ်ဘူးလို့ဆိုပါတယ်။သူအစွမ်းနေယူထားတဲ့သူကလည်းလူတယောက်လို့ယူစားလို့မရဘူးလို့ပြန်ပြောလိုက်ပေမဲ့ရန်ချီကတော့အဲ့ဒါတာမန်သူသားတယောက်ပဲလို့ဆိုပါတယ်။ယူကီယာရဲ့မျက်နှာဟာလူသားတယောက်ရဲ့ခံစားချက်တွေပေါ်နေရတယ်လို့လည်းရန်ချီကထပ်ပြောလိုက်ပါတယ်။ယူကီယာဟာယူကွန်ဒေတာကဖြစ်ပြီးတော့မြင့်မြတ်တဲ့ခုချီကီမီတာ ားစုကအချိန်ကုန်ငွေကုန်ခံပြီးမြင့်မြတ်တဲ့တင်မင်းတမန်တယောက်ဖြစ်အောင်မြေတောင်မြောက်ပေးခဲ့တာကြောင့်တဖြစ်ဖြစ်သူသားတွေနဲ့တူလာတာဟာကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ရန်ကြီးကဆိုပါတယ်။အဲနောက်မှာတော့သူပြောတာဟုတ်တယ်မလားလို့ဆိုကကပတင်ခူချီကီကိုလှမ်းမိလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဖြူကီယာလည်းအနောက်လက်ပြီးအခုဖြတ်ခူရာလာလို့မိနေတုန်းမှာပဲရန်ကြီးကဂျာနဲ့ပြေခုတ်ပြီးတင်မင်းတမန်ရဲ့စွမ်းအားကိုလူသားတယောက်ကိုပေးတာဟာတေလောက်တဲ့ပြစ်မှုပဲလို့ဆိုပါတယ်။ဒီကိစ္စကိုခိုင်ကန်အစာသူတို့ကိုကင်တွေခိုင်းတာဟာအထက်ကလူတွေရဲ့ဖြူကီယာအပေါ်ချားတဲ့ခယူနာပဲလို့ပြလိုက်ပြီးဖြူကီယာရဲ့အစွမ်းနဲ့ယူထားတဲ့လူသားရဲ့တည်နေရာကိုစတိုက်မိနေခဲ့ပါတယ်။ဖြူကီယာရဲ့အ စွမ်းကိုယူထားတဲ့လူသားကိုတက်ပြစ်ရမှာမဟုတ်ကာကွယ်ဖို့လည်းမစူးစမ်းနဲ့လို့လေယူကီယာကိုချက်ပြောလိုက်ပါတယ်။ယူကီယာလည်းရွမ်ချီရဲ့ပထမတက်ကွက်ကိုမရှောင်နိုင်တဲ့တာကြောင့်ရွမ်ချီလည်းနောက်တစ်ခါဆိုရင်အသေးပဲလို့ယူကီယာကိုပြောလိုက်ပါတယ်။ယူကီယာတယောက်လည်းရွမ်ချီရဲ့တက်ခတ်ချက်တွေကြောင့်အာနေပြီးလဲကျသွားတဲ့အချိန်မှာပဲအလင်းရောင်များတဲ့သူအရှိတာရောက်လာခဲ့ပါတယ်။ဓာတ်ကင်ထားတဲ့ယောက်ျား၂ယောက်ကမိန်းကလေးတယောက်ကိုတိုက်ခိုင်းနေတာကြောင့်ကြည်ရတာအဆင်မပြေလို့ရောက်လာခဲ့ရလို့အရှိတာကဆိုပါတယ်။ရွမ်ချီတဲ့အရှိတာကသူတို့တွေကိုမြင်နေရတာကြောင့်မင်းမတူလဲလို့မေးတဲ့အခါမှာတော့အရှိတာကတင်မင်းတမန်တွေကိုမုံနဲ့ယူကီယာရဲ့အတန်းပေါ်လို့ပြောလိုက်ပါတယ်။ယူကီယာကတော့အရှိ ီတာကိုဘာလာလောက်တာလဲလို့မေးလိုက်ပေမဲ့အီရှီတာကတော့လမ်းလျှောက်လာရင်တိုက်ဆိုင်သွားတာလို့သာဆိုပါတယ်။အဲ့ချိန်မှာပဲရန်ချီကအီရှီတာရဲ့အိတ်ကိုကြားနဲ့ခုတ်လိုက်ပြီးမင်းဘသူလဲလို့ထပ်မေးလိုက်ပြီးမင်းကိုအရင်အဆုံးတတ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အီရှီတာလည်းမင်းကိုတတ်မဲ့သူရဲ့နာမည်ကိုသိကျင်သိတဲ့ပေါ်လို့ပြန်ပြောလိုက်တာကြောင့်ရန်ချီရဲ့ဒေါပွားသွားခဲ့ရပါတယ်။တစ်ဖက်မှာတော့အီရှီကိုတယောက်ရှူပေါက်နေရင်ဖြူခိယာပြန်မလာတာနှစ်ရက်လောက်ရှိပြီလို့ပြောနေတော့မှပဲအော်ဟစ်တန်တကူကြားလိုက်ရတာကြောင့်လန်သွားခဲ့ရပါတယ်။အဲ့တန်ကတော့ Twilight အောက်မှာတိတ်နေအခြေခံထားရတဲ့ကွန်စီကအတန်ဖြစ်နေခဲ့ပြီးအီရှီကိုကတော့မင်းနဲ့ဖြူခိယာနဲ့အတူခရီး မတွားဘူးကြလို့ပြောနေခဲ့ပါရဲ့ခွန်ကတော့သူ့ကိုကယ်ပြီးတော့ကျေးဇူးတင်တယ်လို့ပြောနေခဲ့ပေမဲ့အရှိကိုကတော့ခွန်စီကထွက်နေတဲ့အိမ်သားအနောက်ကိုမခံနိုင်ရကြောင်းစပရေးပူးနဲ့ခွန်ကိုဖျက်လိုက်ပါရဲ့ခွန်ကသူ့ကိုစပရေးပူးနဲ့ဖျက်လိုက်တာကြောင့်စိတ်ဆိုးပြီးရံပြန်တွေ့နေတော့မှပဲအရှိကိုကကင်ပေါက်လိုက်တာကြောင့်ယူကီယာချားခဲ့တဲ့စာရွက်ရှိရဲ့နေရာကိုရောက်သွားခဲ့ပါရဲ့စာကိုမလဲရတဲ့ခွန်ကလည်းယူကီယာတယောက်ငါတို့ကိုချားသွားတယ်လို့အရှိကိုပြပတ်နေခဲ့ပါရဲ့ဒီစကားကိုကြားလိုက်ရတဲ့အရှိကိုလည်းယူကီယာချားခဲ့တဲ့စာရဲ့စကားဝတ်ကိုအဖြေရှာနေပြီးခွန်ကတော့ယူကီယာနဲ့ဝင်းကြီးလောကကြားမှာပဋိပက္ခတစ်ခုခုဖြစ်နေတာကြောင့်ယူကီယာတယောက်ထဲထွက်တော့တာဖြစ်မယ်လို့အရှိကိုပြပ ြနေခဲ့ပါတယ်။ဒါကြောင့်မေအီချီကိုတယောက်တိမ်မင်းတမန်အဖြစ်ပြောင်းပြီးဘူခီယာကိုတွားခဲ့ဖို့အတွက်ခွန်ရဲ့ပါဇက်ထဲလက်ထိလိုက်နေတုံးမှာပဲဥဝဟာရာကရောက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းအီချီတာကလဲချနေခဲ့ပြီးဗျန်ချီကတော့နောက်ဆိုရင်စကက်ကြီးစကက်ချီတွေမပြောဘူးလို့ဒီပေးနေခဲ့ပါတယ်။ရူခီယာကတော့ဗျန်ချီဟာအရင်ကထက်ပိုတန်မာလာပြီးအရေးချင်းတွေကလည်းပိုတူးတက်လာတာကြောင့်ရှင်တိုက်ဖို့မလွယ်ဘူးလို့တွေးနေတုံးမှာပဲဗျန်ချီကအီချီတာကိုအဆုံးသတ်ပေးဖို့ပြင်လိုက်ပါတယ်။ဗျန်ချီကသူ့ရဲ့နာမည်ဟာဗျန်ချီအပါရီဘဲလို့ပြောလိုက်ပြီးတော့မသေးခင်မှာလည်းတခြားမှတ်သွားဖို့အီချီတာကိုပြောနေခဲ့ပါတယ်။အဲ့ဒီမှာပဲအီချီကိုရောက်လာခဲ့ပြီးငါကမှမင်းကိုအနိုင်ပိုင်းမဲ့ကောင်လို บอย่าเปียวไรไป ရန်ချီကတော့အီချီကိုကိုတခြားကြီးလိုက်ပြီးတော့အနက်ရောင်ရှိဟာခူရှိုဝတ်ဆောင်ကိုဝထားတာကြောင့်ဘယ်အဖွဲကလည်းလိုမေးလိုက်ပါဇမတ်ခူတူထားရဲ့ရွယ်စားဟာဝင်းကြီးစွမ်းရနဲ့အချိုးကျတာကြောင့်ဒီတားရွယ်စားနဲ့အီချီကိုလိုခလေးပေါက်စားကဘာဝေးလဲလို့တွင်းနေတော့မှပဲယူကီယာကအီချီကိုကိုဘာလာဥတာလည်းလိုမေးလိုက်ပါဒီစကားကိုကြားလိုက်ရတဲ့ရန်ချီတဲ့အီချီကိုဟာယူကီယာရဲ့စွမ်းအားကိုယူထားတဲ့သူစတာကိုသဘောပေါက်သွားပြီးစတင်တိုက်ခိုက်ပါဝဲအီချီကိုကလည်းရန်ချီရဲ့ခုတ်ချက်တွေကိုမနာတဲ့ခုခံနေခဲ့ရပါပဲနောက်ဆုံးမှတော့အီချီကိုထိသွားခဲ့ရပါယူကီယာလည်းအီချီကိုစီသွားဖို့ပြင်လိုက်ပေမဲ့အီရှိတာကတော့မသွားဖို့တားနေခဲ့ပါ ရန်ချီကတော့အီချီကိုတိမ်မရူကီယာတယောက်တိမ်မတမန်အစွမ်းကြီးပြန်ရမယ်အဲ့ချိန်မှပဲရူကီယာဟာတိမ်မတမန်အဖြစ်နဲ့တည်ရမယ်လို့ဆိုပါရဲ့ ။ Ichigo ဟာမမျှော်လင့်ဘဲအစားထိုးတင်မင်းတမန်ဖြစ်လာခဲ့တာကြောင့်တိုးတိုးလိုတင်မင်းတမန်အစစ်တွေကိုချစ်ရတောင်ထင်အောင်မလုပ်နိုင်ဘူးလို့ပြောနေတော့မှပဲ Ichigo က Ranji ရဲ့မေးစည်းကိုဓာတ်နဲ့ချစ်ရလို့ပြီးလိုက်ပါတယ်။အဲနောက်မှာတော့ Ichigo ဟာသူ့စိတ်မထိန်နိုင်ဖြစ်သွားတာကြောင့်မတော်စားချစ်ရထင်အောင်လုံးမိသွားပြီလို့ပြောလိုက်ပြီး Ranji ကိုလည်းဘာလို့စက်မတိုက်ခိုက်တာလဲလို့မေးလိုက်ပါတယ်။ရန်ကြီးတဲ့ဒေါ်တာထွက်ပြီးပြန်တိုက်ဖို့ပြင်နေတုံးမှာပဲကပတိန်ကုချီကီကလှုပ်ဝက်ထိန်ကုအဖွဲကနေအခုပဲတည်င်းတစ်ခုရထားရလို့ဆိုပါရင်အီချီကိုဟာမန်နုစဂရန်ဒီကိုဒဏ်ရာရအောင်လုပ်ခဲ့ပြီးဟူအီကိုမန်တိုကိုပြန်အောင်လုပ်နိုင်ခဲ့တာကြောင့်ရန်ကြီးကိုစက်မတိုက်ဖို့ပြလိုက်ပါရန်ကြီးကတော့ ော့ဒီစကားကိုမယုံပဲအီချီကိုရဲ့ဇာဘတ်ကုတူကကြီးပြီးအတော့မကြဘူးလို့ကပတိန်ကိုပြန်ပြောခဲ့ပါတယ်။ပြီးရနဲ့မင်းရဲ့ဇာဘတ်ကုတူနာမည်ကဘာလဲလို့အီချီကိုမေးလိုက်ပေမဲ့အီချီကိုကတော့ဓာတ်တိုင်းကိုနာမည်ပေးထားလားလို့ပြန်ပြီးခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဝမ်ချီကလည်းကိုဓာတ်နာမည်တော့မသိတဲ့သူကငါ့ကိုနိုင်မှာလားလို့ပြောပြီးတော့ဓာတ်ပုံစံအစ်စ်ကိုပြောင်းလဲလိုက်ခါအီချီကိုကိုချက်ချင်းပဲခုတ်ချပစ်လိုက်ပါတော့။ဂျာလီကတော့ bleach အပိုင်းကိုဖြစ်ပြီးအပိုင်းတစ်ဆယ်ကိုစက်တင်မီနိုင်မို့သူကလိုက်လေးတရားကိုချက်စီနေပြီးတော့ comment ကျွန်တော်မှမေးခဲ့ကြပါအောင် channel နဲ့ subscribe လေးမလောက်ရတဲ့တော့ပေးသွားခဲ့ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါဗျာ